စောစုပြတ်သုံးတဲ့တိချင်းမုံမီတူးချင်းကိုစက်ကုံရုံစီခေါ်ဆောင်သွားမယ်လို့အမျိုးသားညီညီအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော် Trine View ဟာ View ဟာမူကိုနွယ်နီကပြောပါရယ်တော်လိုင်းရဲ့တပ်တွေထိန်းချုပ်ထားတဲ့နေမြေမှာစောစုကလေချောင်းပုံကျဲတိုက်ခိုက်ပြီးပြည်သူတွေထိခိုက်သေးဆုံးအောင်ကျွလွန်နေတဲ့အပေါ်အခုလိုလူမှုကွန်ရက်ကနေအတိပေးထုတ်ပြန်ပြောကြားလိုက်တာပါဒီလိုအယတပြည်သူတွေအများကြီးထိခိုက်သေးခြင်းပြစီအောင်လုခဲ့တဲ့ခင်ဗျားတို့စစ်ကောင်စီတက်ကိုလုံးဝပြက်ပြက်သုံးသွားတဲ့အချိန်ကျွန်တော်တို့ ခြေမုံမယ်တုတ်တယ်မယ်ပြီးတော့ခင်ဗျားတို့စစ်ကောင်စစ်တပ်ကိုတက်ရောက်ချင်းစီစစ်ခုံရုံးကိုဂုတ်ဆွေးပြီးခေါ်တဲ့အဆင့်တရအောင်ကျွန်တော်တို့ကြိုးစားသွားမယ်လို့အတိပေးသတိပေးခြင်းတယ်ဆရာနာရှင်ရဲ့လောက်ခံတက်တွေအနေနဲ့လည်းအရသာပြည်သူတွေအပေါ်အခုလိုလေးချောင်းကနေရက်ဆက်စွာတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နေတာကိုစစ်ရသွေးမှုအဖြစ်မှတ်တမ်းတင်ထားပြီးလူမဆန်တဲ့ရက်ဆက်မှုတွေအတွက်တာဝန်ယူရမယ်လို့သူကပြောပါတယ်လက်ရှိမှာတော်လန်ရေးတက်တွေတိမ့်ပိုက်ထိန်ချုပ်ထားတဲ့နယ်မြေတွေကို ပြစ်မှတ်ထားပြီးစိုးစုကလေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေတာဖြစ်ပြီးတော့အရက်သားတည်ဆုံမှုတွေမြင့်တက်နေပါတယ်။အဲ့ဒီလိုပြစ်မှတ်ထားတပ်ဖြတ်နေရမှာလက်တလောကာလအတွင်းမှာတပိတ်ချင်းနဲ့စင်ကူးမျိုးနဲ့နှစ်ခုမှာတင်အရက်သားဥယေတရာကျော်တည်ဆုံခဲ့ရတယ်လို့ကိုနွယ်နီကပြောပါတယ်။အဲ့ဒီတည်ဆုံမှုတွေကအရက်သားပြည်သူတွေအများစုဖြစ်တဲ့ဆိုတာဓာတ်ပုံနဲ့ဗီဒီယိုမှတ်တမ်းတွေအရလုံးဝငင်းမရတဲ့သက်တေဖြစ်တယ်လို့သူကပြောပါတယ်။ အင်အားအလွန်ပြင်းထန်တဲ့ငလင်ကြောင့်စကိုင်းနဲ့မန္တလေးမှာလူပေါင်းထောင်ချီတိုက်စုံးနေချိန်ရမ်းမြောက်ချင်းနဲ့မန္တလေးတိုင်းကလူစီကားတဲ့အရသာပြည်သူတွေနေထိုင်ရာနေရာတွေကိုစုံစုကလေကြောင်းအုံပြူတိုက်ခိုက်တပ်ဖြတ်နေတာဟာရည်ရွယ်ချက်ရှိရှိအရသာပြည်သူတွေတေကျေပျက်စီးအောင်စုံစုကလှုပ်ဆောင်နေတာလို့ဆိုပါရယ်အခုလိုအရသာတွေအစုလိုက်ပြုံလိုက်တေကျေပျက်စီးဖို့ညှို့ချတဲ့အမိတ်တွေကိုလည်းမနာခံဖို့စုံစုတသားတွေတည်တဲ့အချက်ဖြစ်လို့ စိုးစုလက်အောက်ခံတပ်သားတွေအနေနဲ့လည်းမလုံတဲ့မလုံထိုက်တာကိုမလုံကြဖို့လိုတယ်လို့ဆိုပါတယ်။ပြည်သူတွေသိစီချင်တာကတော့ဟိုကျွန်တော် PDF တွေရှိတဲ့နေရာမှာပဲဖြစ်ဖြစ်ကျွန်တော် PDF တွေမရှိတဲ့နေရာမှာပဲဖြစ်ဖြစ်ဟိုအရင်အနှစ်တွေအများကြီးကြတာပြည်တွင်းစစ်မှာရဲသားတွေကိုပဲပြစ်မဲ့ထားတိုက်ခိုက်ခဲ့တယ်ဆိုတာပဲဒါကိုသိစီချင်တယ်။ဒါကြောင့်ရဲသားပြည်သူတွေအနေနဲ့အခု